ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးနှစ်ဖက်လက်နက်ကိုင်တွေကတစ်ဖက်နဲ့တစ်ဖက်ချိတ်ဆက်ဖို့ပြောဆိုတာတွေမရှိတာကြောင့်ညှိနှိုင်းဖို့ပိုခက်လာတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ဒေါ်သင်းသင်းနယ်ပေးပို့ထားပါရရှင်။ပြည်အောင်စုငိမ့်ချမ်းရင်ညီလာခံဒုံမဟုတ်၂၁ရာစုပင်လုံးညီလာခံ အပြီးကချင်ပြည်နယ်မှာတိုက်ပွဲတွေဆက်တိုက်ဆိုးသလိုဖြစ်နေတဲ့အပေါ်မှာအရင်ကလိုနှစ်ဖက်လက်နက်ကိုင်တွေကချိတ်ဆက်မေးမြန်းတာတွေမရှိတော့ဘူးလို့ကချင်ပြည်နယ်မှာရှိတဲ့ ငင်းချမ်းရေးဆွေးနွေးပွဲအကျိုးဆောင်ဖွဲ့ကပြောပါတယ်အခုလောကဒီတက်ပွဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဆီမှာဘာမှလည်းဆက်သွယ်ပြီးမှပြောခိုင်းတာတော့ဘာလို့မရှိဘူးအဲအဲ့လိုမရှိတဲ့အပေါ်မှာကျွန်တော်တို့ပြည်စီကြီးကဘယ်လောက်ထိကြီးကြီးမားမားဖြစ်လာလို့ရှိရင်ဖြစ်တဲ့တန်းနောက်နောက်ဆက်သွယ်ပြဿနာတွေနောက်ဆုံးရှိဆက်သွားမယ်ငင်းချင်ရေး process မှာလည်းပဲထိခိုက်လာနိုင်မှာကိုကျွန်တော်တွေ့တဲ့အကြောင်းကိုအခုကျွန်တော်တို့ကအဲနိုင်ငံတော်အတိုင်းပြန်တော့ဆန်းစုကြည်နောက်ပြီးလောလောဆယ်ဆယ်ဒီ ရင်းချမ်းရေးကော်မရှင်အဖွဲ့ဒေါက်တာတင်မြင့်တို့ဆီမှာကျွန်တော်တို့ပြည်စီချင်နေတဲ့ဒါကအများဆုံးရင်းနှီးဖြည့်ရှင်းဖို့အတွက်ကျွန်တော်စားရပါတယ်တင်ထားတာရှိပါတယ်အဲ့ဒါပဲဆောင်ရွက်ပြုနေတာရှိပါတယ်အပြင်ကချင်ပြည်နယ်မှာငကူရှိနေတဲ့စစ်ဆောင်တွေအတွက်ရိတ်ခါရှော့ချမှုတွေရှိနေတဲ့အပြင်ရိတ်ခါဖျက်တောက်ခံရမှုတွေလည်းရှိတယ်လို့ပြောပါတယ်။နေတဲ့အထူးပြည်တီမွန်ရင်းကြီးဆိုရင်အောက်တိုဘာလအတုန်းကအဖက်ကိုတည်ဆောင်လာတဲ့စာနာရိတ်ခါတွေကိုဟို တာမစ်တဲ့အနေထားရှိခဲ့တော့ဂနေတီအမရိတ်ခါပြက်လက်နေတယ်အဲပြီးတော့အလားတူပဲရှမ်းပြည်နယ်မြောက်ပိုင်းကမ့်တချို့မှာလည်းအရာဒီဆက်ဖြစ်နေတယ်ဆိုတော့ကျွန်တော်အနေနဲ့ကနံပါတ်1ဒီ IDPD ဟာပြပခါကြောင့်ဒီလိုထွက်ပြေးတင်းဆောင်နေရတယ်ဒုက္ခလည်းအများကြီးရှိနေပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ရင်တော့အော်တောင်ဝန်အရှိဆုံးဟာကျွန်တော်ရဲ့အဲနိုင်ငံတော်အစိုးရဖြစ်ပါဒါကြောင့်လူနာချင်းစာနာထောက်ထားမှုနဲ့ပို့ဆောင်နေတဲ့ရိတ်ခါတွေကိုပိတ်ပင်သားမြစ်သားတွေမလုပ်ဖို့တောင်းဆိုတယ်လို့ပြောပါတယ်။ ရှာဖွေပြီးတော့အစိုးရအနေနဲ့သူတို့အားမခံချက်တစ်ချက်တစ်ခုပေးမယ်။နောက် NGO တွေနဲ့စီးပွားရေးလုပ်ရှင်တွေပူးပေါင်းပြီးတော့လိုအပ်တဲ့အဆောက်အဦပညာပေါ့နော်။အဲ့ဒီပုံစံလေးပံ့ပိုးခြင်းအားဖြင့်လုံ့ဝစခန်းကိုရုပ်သိမ်းပြီးသူတို့ဘာသူတို့ဆက်လက်ရှင်တိုင်တန်းနဲ့အဆင်ပြေအောင်လုံ့ဝသာရင်အဆင်ပြေမယ်လို့မြင်တယ်။ရင်းစစ်ပွဲကြောင့်တင်းရှောင်နေထိုင်တဲ့ပြည်သူတွေသူတို့ကိုယ်တိုင်ရက်တည်ရှင်တိုင်နိုင်ဖို့စီးပွားရေးလုပ်ငန်းရှင်နိုင်ငံရေးပါတီအရက်ဘက်လူမှုအဖွဲ့အစည်းနဲ့တာဝန်ရှိသူတွေအားလုံး မခွဲခြားပဲပူပေါင်းဆောင်ရွက်တင်တယ်လို့တုံးတက်ပြောဆိုနေကြပါတယ်ရှင်။ကျမတင်းတင်းွယ်ပါရှင်။